မင်္ဂလာပါရှင်ရေကုန်ခတဲ့ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်စစ်တပ်ကစစ်မှုဓာတ်တားအစ်တွေကိုမွေးရဆေးဝါးတွေကျွေးပြီးရှေရန်ကိုပို့နေတာနေအိမ်တွေကို မီးရှို့ခိုင်းနေတဲ့ပြင်ထွက်ပြေးလိုသူတွေလည်းများပြားနေတယ်လို့လိုက်ကော်မြို့အနီးတိုက်ပွဲမှာဖမ်းဆီးရမိတဲ့စစ်တုံးမန်းတွေကဝန်ခံပါတယ်ရွေဦးတော်လန်ရေးမှာတက်ကြွစွာပါဝင်ခဲ့တဲ့တန်လင်းရေတပ်ကစီဒီအန်ရေတပ်သား ကိုပြည့်စုံကိုတည်ရချမှတ်ခံရပြီးရဲ့နောက်မှာအင်းစိန်ထောင်အတွင်းမှာကွယ်လွန်သွားတဲ့တဲ့ရင်ပါဝင်နောက်ဆုံးရတဲ့တဲ့ရင်တွေကိုတင်ဆက်ပေးပါမယ်ရှင် ုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ဘက်ကတော့အကြက်ဖက်စစ်တပ်ကစစ်မှုထတသားတစ်တွေကိုမြွေရေးစေဝါတွေကျွေးပြီးရှေတန်းကိုပို့ဆောင်နေကနေအင်းတွေကိုမိရှို့ခိုင်းနေတဲ့ပြင်အဲ့ဒီတသားတစ်တွေထဲမှာထွက်ပြေးလို့သူများပြားနေရလို့လိုက်ကော်မျိုးအနည်းတိုက်ပွဲမှာဖမ်းဆီးရမ်းမိခဲ့တဲ့စစ်တုံးပန်းတွေကဝန်ခံပြောဆိုခဲ့လို့သိရှိရပါတယ်လိုက်ကော်မျိုးအနည်းတိုက်ပွဲမှာဖမ်းဆီးရမ်းမိခဲ့တဲ့စစ်တုံးပန်းတွေကိုစစ်ဆေးမင်းမြန်းထားတဲ့ဗီဒီယိုကိုဒီဇင်ဘာလ2ရက်နေ့မှာထုတ်ပြန်လိုက်ပြီးအဲ့ဒီဗီဒီယိုထဲမှာစစ်တပ်က WY စ ဆေးပြားတွေတုံးဆွဲခိုင်းတာနဲ့နေအိမ်တွေကိုမီးရှို့ဖျက်ဆီးဖို့ခိုင်းတယ်လို့စစ်တုံးမှန်တွေကဝန်ခံပြောဆိုထားပါဗျာ။ WY မွေးရစေဝါတွေတိုက်ပြီးရှေရန်ကိုအတင်းတက်ကစစ်တိုက်ခိုင်းသလိုကင်းဆောင်ရင်အင်းငိမ်မှာဆိုးလို့ဆိုပြီးစေတုံးခိုင်းတဲ့ပြင်ပြည်သူတွေရဲ့နေအိမ်တွေကိုမတင်ကားဘူးလို့ဆိုကမီးရှို့ခိုင်းသလိုပစ်ကွင်းနဲ့မလွတ်လို့ဆိုပြီးလဲမီးရှို့ခိုင်းနေတာကြောင့်နေအိမ်60လောက်ကိုမီးရှို့ခဲ့ရလို့စစ်တုံးပန်းဖိုးထုနဲ့မျိုးသက်မင်းတို့ကဝန်ခံပြောဆိုခဲ့ပါတယ်သူတို့အနေနဲ့အထက်လူကြီးကခိုင်းနိုင်ကြမလွန်ဆန်နိုင်ပဲပြည်သူပိုင်းနေအိမ်တွေကိုမီးရှို့ခဲ့ရတဲ့အတွက်ခွင့်လွှတ်ပေးကြ ပါလို့လည်းတောင်းပန်ကြောင်းဝန်ခံပြောဆိုထားပါရယ်အကြက်ဖက်စစ်တပ်အရာရှိတွေကလည်းကျွန်တွေလိုခိုင်းစင်မှုတွေလှုပ်ဆောင်နေတာကြောင့်လက်ရှိအချိန်မှာစစ်မြေပြင်မှာရောက်ရှိနေတဲ့စစ်မှုထမ်းတပ်သားတစ်တွေနဲ့စစ်ကောင်စီတပ်သားတွေဟာစစ်တပ်ကြဆင်းနေပြီးလူအများပြားဟာထွက်ပြေးဖို့စိတ်ဆန္ဒရှိနေရလို့လည်းစစ်တုံပန်းဖိုးထုကပြောပါရယ်နိုဝင်ဘာလ26နေ့ကလွိုက်ကော်မြို့အနီးမှာအကြက်ဖက်စစ်တပ်ရဲ့တပ်မ66လက်အောက်ခံခလာရ80တရင်းနဲ့တော်လိုင်းတပ်ဖွဲ့တွေဂျားမှာဖြစ်ပွားခဲ့တဲ့တပ်ပွဲတွေ ယ်စစ်သား40ကျော်သေသွားကငါးဘော်အရှင်ဖမ်းမိကလက်လက်22လက်ကိုတင်ဆက်ရရှိခဲ့လို့လည်းသိရှိရပါတယ်ရှင်။ ီတစ်ခါမှာတော့ຫນွေဥတော်လန်ရေးမှာတက်ကြွစွာ ပါဝင်ခဲ့တဲ့တန်လင်းရေတက်ကစီဒီယန်ရေတသားကိုပြည့်စုံဦးဟာစစ်ကောင်စီရဲ့တည်တံ့ချမှတ်ခံရပြည့်ရနောက်မှာအင်းစိန်ထောင်အတွင်းမှာကွယ်လွန်သွားခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျင်းသားများကရဲ့ PPNM ကကိုတိုက်ထုံးကရန်ကုန်ခေတ်သစ်တရင်နာကိုပြပြပါရတယ်။နိုဝင်ဘာလ30ရက်နေ့ညနေ6:00ခွဲလောက်မှာတည်တံ့ချမှတ်ခံထားတဲ့နိုင်ငံရေးအကျဉ်းသားလက်ဖြစ် CDM ရေတသားကိုပြည့်စုံဦးဟာ ကြောက်ကဲ့ယောဂဝေဒနာကိုပြင်းထန်စွာခံစားပြီးရဲ့နောက်မှာကြဆုံးခဲ့ရတာဖြစ်တယ်လို့လည်းကိုသက်ထုံးကပြောပါရယ်။ကိုပြည့်စုံဦးဟာစစ်ကောင်စီအနာသိန်းစဉ် CDN ရစ်တက်သားအနေနဲ့2021ခုနှစ်မတ်လအတွင်းမှာပြည်သူ့ဘက်ကိုကူပြန်ပြီးနိုင်ငံရေးလုပ်ငန်းတွေမှာပူးပေါင်းပါဝင်ခဲ့သူလည်းဖြစ်ပါရယ်။2022ခုနှစ်ဩဂတ်လ28ရက်နေ့ကတန်လင်းရစ်တက်ကနေ CDN ရစ်တက်သားကိုပြည့်စုံဦးကိုဖမ်းဆီးခဲ့ပြီးရဲ့နောက်မှာတက်ပြေးပုံမှတက်မတော်အဲ့အဝေးပုံမှ30ခွန်32တွန်းနဲ့ အမှုဖွင့်ခဲ့က2023ခုနှစ်စက်တင်ဘာလ12ရက်နေ့မှာ သေးတန်အမိန့်ကိုချမှတ်ခဲ့ပြီးအင်းစိန်ထောင်ကိုပို့ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။အင်းစိန်ထောင်ကိုရောက်ရှိပြီးတဲ့နောက်မှာကြောက်ကဲ့ယောဂနဲ့အဆုတ်ရေဝိုင်းယောဂတွေကိုခန်းစားခဲ့ရပြီး6လအကြာမှာယောဂပြင်းထန်လာပြီးတဲ့နောက်မှာအခုလိုကြဆုံးခဲ့ရတာဖြစ်တယ်လို့လည်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကကိုတိုက်ထုံးကပြပြပါတယ်။ဒါအပြင်အခုနှစ်အတွင်းမြန်မာနိုင်ငံတော်ဝန်အကျဉ်းထောင်တွေထဲမှာကျန်းမာရေးစောင့်ရှောက်မှုလုံလောက်စွာမရရှိခဲ့တဲ့အတွက်ကြောင့်နိုင်ငံရေးအကျဉ်း ်သားအချင်းသူအ ਨੇ စုံအယောက်20ဟာကြာဆုံးခဲ့ရလို့ကိုတိုက်ထွန်းကပြောပါရရှင်။ ရှမ်းပြည်နယ်တရင်တဘုတ်ကိုတင်ဆက်ပေးကြပါရစေ။ရှမ်းပြည်နယ်မြောက်ပိုင်းတအောင်းတီအန်အယ်လီသိမ့်ပိုင်ထားတဲ့မြို့၅ခုကိုနိုဝင်ဘာလအတွင်းမှာစစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ38ဦးသေဆုံးခဲ့ရပြီး80ဦးဟာဒဏ်ရာရှိခဲ့ကြကြောင်းတီအန်အယ်လီကသတင်းထုတ်ပြန်လိုက်ပါရစေ။ရှမ်းမြောက်မှာနိုဝင်ဘာလ၁လအတွင်းစစ်ကောင်စီတပ်ရဲ့လေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေကြောင့်ပြည်သူပိုင်းနေအိမ်69လုံးဟာထိခိုက်ပျက်စီးသွားခဲ့ရတယ်လည်းဖြစ်ပါရစေ။နိုဝင်ဘာလအတွင်းမှာနောင်ချိုမြို့ကိုစစ်ကောင်စီတပ်ကဘုံကျဲတိုက်ခိုက် ရမှာပြည်သူ16ဦးဟာတည်ဆုံးခဲ့ရပြီးတန်ကားတော်2ပါးအပါအဝင်25ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့ကာနေအိမ်46လုံးနဲ့ကားရှစ်စီးပျက်စီးဆုံးရှုံးခဲ့ရပါတယ်။မိုးကုံမြို့အရှိပိုင်းနဲ့အနောက်ပိုင်းမှာလည်းစစ်ကောင်စီတပ်က Jet Fighter နဲ့ဘုံကျဲတိုက်ခတ်မှုကြောင့်ဒေသပြည်သူ9ဦးဟာတည်ဆုံးခဲ့ရပြီးကလင်းငယ်တဦးပါဝင်73ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့လည်း TNL ကသတင်းထုတ်ပြန်ထားပါတယ်။အလားတူမိုင်းငော့မြို့မန်လုံရက်ကွက်မှာလည်းစစ်ကောင်စီတပ်ကလေရင်နဲ့ပေါင်300 300ရာပုံလာရောက်ကျဲချခဲ့မှုကြောင့်ဒေသပြည်သူ9ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့နေအိမ်22လုံးနဲ့ထိခိုက်ပျက်စီးဆုံးရှုံးသွားခဲ့ရပါတယ်။ဒါအပြင်ကုတ်ခိုင်မြို့ရက်ွက်လေးမှာစစ်ကောင်စီတပ်က Jet Fighter နဲ့ဘုံကျဲတက်ခတ်မှုကြောင့်ဒေသပြည်သူ3ဦးဟာသေဆုံးခဲ့ရပြီးခလင်းငယ်အပါဝင်9ဦးဟာထိခိုက်ဒဏ်ရာရှိမှုနဲ့နေအိမ်16လုံးဟာထိခိုက်ပျက်စီးသွားခဲ့ရပါသေးတယ်။နိုဝင်ဘာလ30နေ့ည6:35မိနစ်ကလည်းကျောင်းမဲမြို့အင်ဂျင်တောင်ရက်ွက်ကို ပေါင်900ဘုံနဲ့လာရောက်ဘုံကျဲတက်ခတ်ခဲ့တာကြောင့်ဒေသပြည်သူ10ဦးဟာသေဆုံးခဲ့ရပြီးအယောက်20ဟာဒဏ်ရာရှိခဲ့ကနေအိမ်25လုံးကျော်ထိခိုက်ပျက်စီးခဲ့ရပါတယ်စစ်ကောင်စီတပ်ကလေချောင်းကိုအုံပြုပြီးနေ့စဉ်ပြည်သူတွေကိုဥတီပြီးဘုံကျဲတက်ခတ်ခဲ့တာကြောင့်လူထိခိုက်သေဆုံးမှုတွေရှိခဲ့တဲ့အပြင်ပြည်သူပိုင်ကနေအိမ်နဲ့ဈေးဆိုင်ကအများအပြားလည်းထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရလို့သိရှိရပါတယ်ရှင်။ ပဲခူးတန်းအတင်းတပုတ်ကိုကြည့်အောင်ပါပဲခူးတန်းညောင်လေးပင်မြို့နယ်ရွှေကျင်းမြို့နယ်နဲ့ကရင်ပြည်နယ်ဖားပုံမြို့နယ်တို့မှာနှွေမာကတိုက်ပွဲတွေတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား30ဦးထက်မနည်းဟာထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ Spring Warrior column ကတာဝန်ရှိသူတို့ကပြပြပါရယ်။နိုဝင်ဘာလ၁ရက်နေ့ကနေ30ရက်နေ့ထိဖပုံခဲတရင်တ Spring Warrior column စစ်တီရဲဘော်တွေအနေနဲ့မဟာမိတ်တပ်ဖွဲ့တွေနဲ့ပူးပေါင်းကမြေပြင်စစ်စင်ရေးနှစ်နေရာနဲ့ drone စစ်စင်ရေးတစ်နေရာစုစုပေါင်းစစ်စင်ရေးနေရာ၃ခုကို ဖော်ဆောင်ခဲ့ရမှာမြေပြင်တိုက်ပွဲ၁၇ကြိမ်နဲ့ drone စစ်ရေး၈ကြိမ်ရှိခဲ့လို့လည်းဆိုပါရယ်။အဲဒီတိုက်ပွဲတွေအတွက်မှာ Spring Warrior column အနေနဲ့ drone bomb ဒီအလုံး30ကျော်ကိုအသုံးပြုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်းသိ ်ရှိရပါတယ်။အဲလိုတိုက်ပွဲတွေအတွဲမှာ အကြမ်းဖက်စစ်သား30နဲ့40ကြာထိခိုက်သေဆုံးမှုရှိခဲ့ပြီး Spirit Warrior Golan တရင်ကရဲဘော်လေးဦးဟာမစွန့်ရဒဏ်ရာရှိခဲ့လို့လည်းအသိပေးထားပါရဲ့ရှင်။ မကွေးတန်တဲ့တပုတ်ကိုကြည့်အောင်ပါမကွေးတန်ထီလင်းမြို့ကိုအကြက်ဖက်စစ်တပ်ကဗိုလ်ကြီးလေးဦးနဲ့အုတ်ချုပ်ရဲနဲ့ရလက်ပတ်နေပြီးတိုက်ပွဲမှာတဦးသေဆုံးသွားတာကြောင့်အစာထိုးခန့်အပ်ဖို့လှုံ့ဆော်နေပြီးစစ်သားအင်အားကလည်းတရားခန့်သာကြန့်ရှိတော့တဲ့အတွက်မြို့ပေါ်ကိုသာစိုးမို့နိုင်တော့တယ်လို့ရော်လင်းနဲ့ကတာဝန်ရှိသူတို့ကပြောပါတယ်နိုဝင်ဘာလ28ရက်နေ့ကတခန်းကြီးတိုက်ပွဲမှာဗိုလ်ကြီးလေးဦးကတဦးဖြစ်တဲ့ဗိုလ်ကြီးအောင်စိုးဦးဟာသေဆုံးခဲ့ပြီးလက်ရှိအချိန်မှာတော့ဗိုလ်ကြီးကောင်းကောင်းဗိုလ် ကြီးရဲရင်အောင်နဲ့ချင်းပြင်းနယ်မင်းတပ်မျိုးခလရ294တရင်ကပြောင်းရွှေ့လာခဲ့ဗိုလ်ကြီးမိုးတောက်တို့၃ဦးဟာကြန့်ရှိတော်ရီလို့သိရှိရပါတယ်။ဒါအပြင်နွေမာလာ16ရက်နေ့ကလည်းခြေထောက်မှာကြည်ထိမှန်ထားတဲ့ဒဏ်ရာကိုစစ်ကူးတတ်ဖို့အတွက်ဗိုလ်ကြီးကောင်းကောင်းကိုမုံရွာမျိုးနမခကနဲ့စစ်ရဟတ်ရင်နဲ့လာရောက်ခေါ်ဆောင်သွားခဲ့ပြီးသူ့နေရာကိုအစားထိုးဖို့အတွက်ကလောခြေဆိုင်ခမရ55တရင်ကဗိုလ်ကြီးရဲမှန်ရောက်ရှိနေတာလည်းဖြစ်ပါတယ်။တိုက်ပွဲတွင်းမှာတည်ဆုံးသွားတဲ့ဗိုလ်ကြီးအောင်စိုးဦးနေရာမှာတော့ လက်ရှိအချိန်ဒီအစာထိုးခန့်အပ်ဖို့အတွက်ရောက်ရှိလာခြင်းမရှိသေးဘူးလို့လည်းသိရှိရပါတယ်။ထီလင်းမြို့ပေါ်မှာတဲဘက်စစ်တပ်ဘက်ကဗိုလ်ကြီး၄ဦးအပါအဝင်စစ်သား138ဦးသာရှိပြီးနိုဝင်ဘာလ28ရက်နေ့မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်းမှာ ကျက်ဘက်စစ်တပ်ဘက်ကထိခိုက်သေဆုံးမှုများပြားခဲ့တဲ့အတွက်စစ်တပ်ဟာထင်းထင်းမြို့ပေါ်ကိုသာအင်အားဖြစ်တင်းမှုလှုပ်ဆောင်နေရလဲဖြစ်ပါတယ်။အဲလိုအင်အားယွံနေနေတာကြောင့်ထင်းထင်းမြို့ပေါ်ကိုသာအကြမ်းဖက်စစ်ကောင်စီကစိုးမိုးနိုင်တော့တယ်လို့လဲရော်လင်းနဲ့ကတာဝန်ရှိသူတို့ကပြောပါရရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ဘုတ်ကတော့ကရင်ပြည်နယ်ဖားပုံခရိုင်မှာနှစ်ရက်ဆက်တိုက်တိုက်ပွဲတွေဖြစ်ပွားပြီးအကြမ်းဖက်စစ်ကောင်စီတပ်သား9ဦးဟာသေသွားကာလက်လက်ခရမ်းတွေကိုတင်းဆက်ရရှိခဲ့လို့ခရမ်းညူဘဟုက ပြောပါရယ်ဒီဇင်ဘာလ10ရက်နေ့မှာ ထရီတီဥရွာမှာကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နဲ့တော်လိုင်းပူးပေါင်းတပ်ဖွဲ့တွေကအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေကိုတိုက်ခိုက်ခဲ့ရမှာစစ်တပ်ကတအုပ်ဟာတည်ဆုံးခဲ့လို့လည်းသိရှိရပါတယ်။နွေဘာလ30နဲ့ညနေ4နာရီနဲ့9နာရီခန့်မှာကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နဲ့တော်လိုင်းပူးပေါင်းတပ်ဖွဲ့တွေဟာဖပုံနယ်မြေငပြောတော့နဲ့ထရီတီဥနယ်မြေမှာအကြမ်းဖက်စစ်တပ်နဲ့တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့လို့လည်းသိရှိရပါတယ်။အဲဒီတိုက်ပွဲတွေအတွင်းမှာအကြမ်းဖက်စစ်တပ်က၄ဟွာတည်သွားပြီး MA1 တနက်3 က်နဲ့ MA4 တနက်တလက်တို့ကိုတိတ်ဆက်ရရှိခဲ့က KNL ပူပေါင်းတပ်တွေတင်ပတ်ရရှိထားတဲ့ Marthor စစ်စခန်းကို နေမြေရှင်းလေးလှုပ်ဆောင်ချိန်အတွင်း87မမလက်နက်ကြီးတလက်ကိုထပ်မံတင်ဆက်ရရှိခဲ့လို့လည်းသိရှိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါရရန်ကုန်ခေတ်တည်းရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျေးမများပါ။